သူဖုန်းရိန်းလုံးလေးမှာထည့်ထားတာဘာချင်းစာချစ်တဲ့ကရှုံးတယ်အဲစာချစ်တဲ့ကရှုံးတယ်အဲ့ဒါလေးကိုတွန်းလိုက်လေးနဲ့တွန်းတော့အပေါ်ဆိုးတာဗောလေဒါယူတော့မှာဆိုအမေတော့ယူရအောင်သူနဲ့ကိုနဲ့ကတမီးသားမဟုတ်ဘူးလေကျွန်တော်တို့ကဘာမှမဖြစ်ဘူးသူအများကြီးနစ်တာသူအများကြီးနစ်တာလေအဲ့ဒီတော့ကိုကျွန်တော်တောင်းတောင်းမဖြေရှင်းဘူးဖြေရှင်းဘူးဆိုတာအော်ကိုကပါဇက်ကလက်လွတ်တယ်ပြောလိုက်တဲ့ဟာသူ့ကိုသွားထိခိုက်မလားဆိုတာကိုပြန်ပြီးစဉ်းစားကြည့်ရတယ်အမျိုးမျိုးရှိရပဲချိုးချောက်တယ်တမင်သိတယ်မလား မကောင်းမြင်တာပေါ့အဒီကောင်ကကလေးမလေးကိုကွာဆိုလူမှတ်မိလားဆိုမမှတ်မိဘူးလူကိုတိတယ်ညင်တိတယ်ပုံမရှိအဲ့တော့အိုက်နာ CCTV ဒီဘက်သွားကြည့်တော့ CCTV ကမရမရတော့ကိုနီကိုဟန်နဲ့စုံစမ်းခက်ရိုင်းရိုင်းအရင်ဆုံးပြောတာသူများပေးတာကန်းတာလေးတွေဒါဟုတ်တယ်မလားသူ့လူလားတန်းထားတဲ့ပစ္စည်းလေးတွေသူတို့အလူရှင်နေရာလဲစိတ်မကောင်းဘူးသူကိုယ်တိုင်ကလည်းဟိုဒီပစ္စည်းလေးတွေပါတော့စိတ်မကောင်းဘူး လိုင်နာကိုကြီးပါမှန်တယ်ပါဤတန်စင်မှုပါရှင်အေးအဲ့ဒါကတော့ဒိုင်းပေါ်မှာတော့တော်တော်ပွတ်တာနော်ဘာလို့ပြောတာလဲတော့ကျွန်တော်စဉ်းစားလို့မရဘူးဟိုဘယ်လိုလဲဆိုတော့ချိုးကြတော့လည်းပြောကြလေခဏခဏသွားလို့တဲ့ချိုးကြောလဲကျွန်တော်တွန်းလဲလေးနဲ့တွန်းပြီးတော့ပေါ့နော်တချင်းလေးနဲ့အဲ့တချင်းက तू ကဟိုဟိုသူဖုန်းရင်းလုံးလေးမှာထည့်ထားတာဟာချင်းစာချစ်တဲ့ကရှုံးတယ်အဲ့စာချစ်တဲ့ကရှုံးတယ်အဲ့ဒါလေးကိုတွန်းလဲလေးနဲ့တွန်းတော့ အပေါ်ဆိုးတာဗောလေဒါယူတော့မှာဆိုအမှန်တော့ယူရအောင်သူနဲ့ကိုနဲ့ကတမိသားမဟုတ်လေသူနဲ့ကိုနဲ့ကဘယ်လိုလဲဆိုတော့သူအကူကြီးလိုတယ်ခိုးကနေပြီးတော့ဂျားတွေကနေကူညီပေးတယ်အလှရှင်တွေလူတွေကဒါလောက်ပဲရှိတာလေဒါဆိုလဲဟိုသူအသက်ဆိုလဲခလေးပဲရှိတယ်ကိုနဲ့ကိုကအသက်အရင်ကြီးနေပြီသူကြတော့ဝင်နေပဲရှိတယ်ဟိုကျွန်တော်တို့ကဘာမှမဖြစ်ဘူးသူအများကြီးနေတာသူအများကြီးနေတာလေအဲ့ဒီတော့ကိုကျွန်တော်တောင်းတောင်းမဖြေရှင်းဘူးဖြေရှင်းဘူးဆိုတော့ ။ဟောကိုကပါးစပ်ကလက်လွတ်စပယ်ပြောလိုက်တဲ့ဟာသူ့ကိုသွားထိခိုက်မလားဆိုတော့ပြန်ပြီးစဉ်းစားကြည့်ရတယ်။ဟာတော့ဘာဆိုင်မလဲ။သူ့မှာသူခေါ်တဲ့လူတက်တက်ရှိတယ်လို့ဆိုမှောင်။ကိုနေကမဆိုင်ပါဘူး။အမှန်တော့ဒါသူများတွေချိုးကြောက်လဲစနောက်ပြီးပြောကြတာချိုးကြောက်လဲထင်ပြီးပြောကြတာပေါ့နော်။ဟိုအဲ့ဒါကိုကစိတ်ကမဆိုးပါဘူး။စိတ်မဆိုးဆိုမဲ့သူ့ထိခိုက်မှာကြောက်လို့။ဘာလို့လဲဆိုတော့သူ့ရဲ့ရှေ့လျှောက်သွားမဲ့လမ်းမှာအဲ့ဒီဟာကြီးကဟာဒါလိုင်းသာကိုကြီးနဲ့သူနဲ့ကဒီလိုလားဆိုတဲ့ဟာကြီးကကန့်လိုက်ရင်ဖြစ်နေ ဟိုသူ့ဘာညာကြိုက်တဲ့လူတွေဘာရှိတဲ့ခါကြာရင်တဲ့ကိုကပိတ်နေတော့ကိုကဟိုဘီလိန်ဖြစ်သွားမှလေအဲ့ကြတော့ငါကြောင့်မပြောပါနဲ့လို့မဟုတ်ပါဘူးလို့နော်ပြောလိုက်လေတမီးရောတမီးနဲ့ကိုင်းရဟဘာမှမဟုတ်ပါဘူးပြီးတော့တမီးရလည်းကိုယ့်ကိုအကိုတရားလို့လည်းလေးစားတယ်ချစ်တယ်နားပြီးတော့တမီးရဲ့ဟိုကျေးဇူးရှင်နဲ့ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါဟိုကျန်တာဘာမှမရှိပါဘူးရှင် သူတို့ကတော့တချို့ကြတော့လဲဟိုယူလေးပါလေးတက်ချင်လို့တချို့ကြတော့လဲဒါထင်တဲ့ဟာလေးတွေသူတို့လဲစိတ်ဝင်စားလို့တင်တာပြီအမျိုးမျိုးရှိရပဲတချို့ကြတော့လဲတမင်သိတယ်မလားမကောင်းမြင်တာပေါ့အာဒီကောင်ကကလေးမလေးကိုကွာဆိုကလေးမလေးသူ့ဟာသူဒီမှာသူ့ဘွားနဲ့သူ့တော်မှပဲစိတ်ညစ်နေရတဲ့ကြတဲ့ကိုကသွားပြီးတော့ဟိုကိုနဲ့လာကြရင်သူကဒုက္ခရောက်မှာပဲအဲ့ဒါတော့သိကြတယ်သူ့ဟာသူ့ဟာမှအစဉ်ပြေနေဦးမယ်အဲ့တော့တချို့တမင်ပြောတဲ့လူတွေရှိရင်တချို့ပုံပန်းလေးစီကတော့ ျွန်တော်စပြီဒီတေတော့စသုံးတဲ့ဟိုကပြောလာတယ်ပေါက်ပန်းလေးတဲ့တမျိုးမဟုတ်တမျိုးနဲ့ပြောချင်လို့ကိုသူကထိုင်ဆောင်နေတယ်လူကတက်တက်ရှိတက်တက်အဲ့တော့သူတို့ကပြောချင်တာပြောကိုကဘာမှဖြေရှင်းမပြောအခုပြောပြတယ်ဆိုတာလဲသူ့ထိခိုက်မှာဆိုလို့ပေါ့နော်ဆောနာပြောလို့ဟိုသူ့အတွက်အနောက်ရှေ့တခုခုဖြစ်သွားမှာသူတို့ဒီအကြောင်းအရာတွေကအဲ့ကြောင့်မို့ပြောပြတာရှင်းပြကျော်လိုင်နာကိုကြီးကဘသူနဲ့ပဲရိုက်လိုက်ရိုက်လိုက်သူကဟာလိုင်နာကိုကြီးအဲ့ဒါဆော့နောက်တစ်ယောက်ရိုက်လိုက်လိုင်နာကိုကြီးဆော့ဘသူနဲ့ပဲရိုက်အယောက်တရာရိုက်အယောက်တရာကိုဆော့ဖြစ်တယ်နောက်ကြလဲတခါလဲပြောပြတာ ဟိုကောင်မလေးတွေလိုက်နာကိုနဲ့မရိုက်ကြပါနဲ့ရိုက်တာနဲ့ယောက်ျားယူတော့မယ်ဆိုမှတွက်ပြီးမှရိုက်အဲ့ဒါလိုက်နာကိုနဲ့ရိုက်တာနဲ့တမ်းမိရယောက်ျားရိုက်မှာလိုက်နာကိုကြီးဆိုမယ်လားဟာကြတော့ကွာဟိုချောပါတယ်နော်ရုံသွိုးပါဘူးချောပါတယ်ချင်မွေးပါတာဖြစ်မှာပါချောကြည့်တယ်နဲ့နားရှိလို့သာကြားတယ်ဟုတ်လားအဲအဲ့ဒါကကျွန်တော်တို့ဒီအခိုးခံရတာတော့နှစ်ပတ်သုံးပတ်လောက်ဖြစ်သွားပြီ ညဘက်သုံးဘက်လောက်ဖြစ်သွားပြီဆိုတော့ကျွန်တော်လည်းမရှိပါဘူး။သူသူတို့အိမ်မှာရှိနေတဲ့အချိန်မှာလှိုင်းသာကိုကြီးကိုတဲ့ဆန်5 8ရှူထားတယ်ပေါ့လေ။လာပြီလားမေးတယ်ပေါ့။သူမလာသေးဘူး။အဲ့ဆိုညနေကျရင်လာလိုက်မယ်။သူဆန်5 8လှူထားတယ်။အမအလှူရှင်ပါပေါ့။သူသူစီလာပြီစကားလေးပိုင်ပိုင်အညာပြောပြီးအိမ်ထဲမှာပေါ့။သူ့ဖုန်းတွေယူသွားတွားလိုက်တယ်။အဲ့ဒါပြီးတော့ကိုကြီးရဲ့ဖုန်းနဲ့ပတ်စံနဲ့ပါသွားတယ်တဲ့။မှတ်ပုံတွေလည်းပါသွားတယ်။သူ့မိမှတ်ပုံတွေ။ဟမ်။ဘလို့ဖြစ်တာလဲဆိုဒီလိုဒီကြောင်းပဲတဲ့။အေးအဲ့ဒါဆိုလဲ ဘယ်လိုလုပ်ကြမလဲပေါ့လူမှတ်မိလားဆိုမမှတ်မိဘူးလူကိုသိတယ်ညင်သိတယ်ပုံမရှိအဲ့တော့အဲ့နာ CCTV တွေပဲတွားကြည့်တော့ CCTV ကမရမရတော့ကိုနီကိုဟန်နဲ့စုံစမ်းစုံစမ်းတဲ့အခါကျတော့ကျွန်တော်လိုင်းပေါ်တင်လိုက်တယ်အမအမြန်ဆုံးလာပေးပါသူ့တက်ပေါ်ကျွန်တော်မရှိတာအမြန်ဆုံးလာပေးပါဆိုတော့ तू ကသူ့ကိုဖုံးဆက်ပြီးတော့မှတ်ပုံတင်တော့လာပေးမယ်ဒီနေ့ပြောက်တာနော်နောက်နေ့လမ်းဆက်လိုက်တာ မတ်ပုံတင်လာပေးမယ်ဖုန်းနဲ့ပတ်ဆိုင်တော့မရှိတော့ဘူးတဲ့အမားတို့အခက်အခဲဖြစ်လို့လုံမိတယ်ပေါ့ကျွန်တော်ဒါလက်မခံဘူးလေဒီနေ့ပြောက်တာနောက်နေ့ဆိုတဲ့ရှိသေးတယ်မတ်ပုံတင်ကိုတိုက်စီသမားနဲ့လာပေးခိုင်းပြီတိုက်စီကတော့ဒီကတောင်းဝါခိုင်းတာမသိဘောတိုက်စီသမားနဲ့အတူတူပဲလာဆိုတိုက်စီသမားကိုကျွန်တော်တို့ကခေါ်ပြီးမေးမြန်းရေလို့တော့အဲဒီကမဟုတ်ဘူးသူ့ကိုလည်းဒီလိုပဲငှားလာတာပေါ့ကဲအဆွန်ကြီးလေးလည်းကျေးဇူးတင်တယ်နော်အဲဒီတမလည်းဟိုပတ်ဆံမယူပါဘူးဒါပေမဲ့ကျွန်တော်အတင်းပေးလိုက်တယ်ယူကိုသူလည်းအလုံးလုံးနေတာဆိုပေးလိုက်တယ်အဲ့ဒါသူက ထပ်ပြီးတော့အဲ့ဒါကိုလာမပုတ်ဘူး။ငယ်ရက်လာပို့မယ်ဆိုလာမင်းနော်သူပြောသေးတယ်။ပြောပြီးအဲ့ဒါသူဟိုရွှေဒီရွှေနဲ့လာမပုတ်ဘူး။ဟိုသူ့အစိုးရနဲ့ပြည်ပြည်လဲလဲဖြစ်အောင်အမအကိုလည်းလူမမြင်အောင်အမမှန်းလည်းမသိအောင်ကျွန်တော်တူတူတိတ်တိတ်နဲ့ဖြည့်ရှင်းပေးမယ်ကျွန်တော်တို့ပစ္စည်းလေးလာပေး။ဘာလို့လဲဆိုတော့ဒါလည်းတကယ်သူ့ရအခွက်ခဲနဲ့သူလေ။သူများပေးဟိုခက်ရိုင်းရိုင်းအရင်ဆုံးပြောတာ။သူများပေးတာကန်းတာလေးလေးဒါ။ဟုတ်တယ်မလား။သူ့လူသားတန်းထားတဲ့ပစ္စည်းလေး။ဆိုတော့အလူရှင်ညာလည်းစိတ်မကောင်းဘူး။သူ့ကိုယ်တိုင်ကလည်းဟိုဒီပစ္စည်းလေးတွေပါတော့စိတ်မကောင်းဘူး။အဲ့တော့ ငါကိုသွားလာမှာတွေ့တယ်ဆိုတော့လိုင်းပေါ်ရောက်ပါတယ်ရောက်သွားတော့သူ့ကိုကျွန်တော်တို့သွားခေါ်လာတယ်အဲ့ဟိုဒီပေါ်တော့ကျွန်တော်လူကြီးတွေပိုင်းနဲ့ကျွန်တော်တို့ရုံးကိုတခါလဲခေါ်တယ်ခေါ်တဲ့အချိန်မှာပဲဘယ်လိုပြောရမလဲ तू ကဒီမြင့်လူတွေကိုလည်းလောက်ထားတယ် तू လောက်ထားတဲ့လူကအများကြီးပဲအများကြီးပဲလောက်ထားတယ်အများကြီးပဲလောက်ထားတော့အဲ့ तू လောက်ထားတဲ့လူတွေကိုလည်းကျွန်တော်မေးတယ် မတို့အေးအေးယူဆောင်ရွက်မယ်ဆိုရင်အကိုတို့အနေနဲ့အကိုတို့အသူကယောက်ျားလေးရောမိန်းကလေးရောရေးယူဆောင်ရွက်မယ်ဆိုရင်တော့ခေါ်ထားလိုက်ကျွန်တော်တို့ကသူ့ကိုအမှုမဖွင့်ဘူးနော်ဘာကြောင့်အမှုမဖွင့်ဘူးလဲဆိုတော့ကျွန်တော်ကာကံရှင်မဟုတ်ဘူးကာကံရှင်က तू तू ဒီလဲ तू ကလည်း तू ဒီထဲမှာကျမ်းမာကြီးချိုးတဲ့လူတယောက်ဖြစ်တဲ့အတွက်ဒီတရားရင်ဆိုင်ဖို့ဆိုတာလည်းမဟုတ်ဘူးနော်လူတယောက်ကိုဒုက္ခရောက်ဖို့အတွက်ကိုသူ့အပြစ်ရှိတာတော့မှန်တယ်လေလူတယောက်ဒီပြစ်ဒဏ်တစ်ခုကြားရခံဖို့အတွက်ကိုသူ့အနေနဲ့ ဓာကြီးလိုက်လို့ရမယ်ဆိုတော့လည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကတော့အရင်မြူအမားတို့အရေးယူမယ်အကိုတို့အရေးယူမယ်ဆိုတော့ခေါ်ထားလိုက်ကျွန်တော်ပြန်သွားမှာအင်ကြရတယ်သူတို့လည်းအဲ့လိုမလုံနိုင်ဘူးပေါ့နော်လှုပ်ထားတဲ့လူအများကြီးပဲသုံးမိန်းသမားတွေစီအောင်သူအများကြီးပဲလှုပ်ထားတယ်အဲ့တော့အဲ့ဆိုရင်ကျွန်တော်ခေါ်သွားမယ်ကျွန်တော်တို့တရားဝင်လိုင်းပေါ်မှာသူ့ကိုလှူထားတဲ့အလူရှင်တွေရောနောက်ပြီးဒီကလေးမလေးဘက်ကနေပြီးရက်တီပေးတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလူတွေအကုန်လုံးတောင်းပန်ပြီးနောက်ပြီးတော့အမအပေါ်ကိုကျွန်တော်ကဒီ ် online မှာကျွန်တော်ကချပြမယ်လက်ခံလာဒါမှမဟုတ်ဘလို့နီးနဲ့လက်ခံရတယ် तू ကချပြပါ तू ဘောနော်ဟိုဘောအရေးတော့မယူပါနဲ့ပေါ့ချပြပါ तू မှာခလေးနှစ်ယောက်လည်းရှိရ तू အဖေကလည်းကျမ်းမာရတော်တော်မကောင်းလို့ခလေးတွေကလည်းစာဝတ်နေမကောင်းလို့နောက် तू အမျိုးသားကလည်းဟိုမှာနိုင်ရိုးကြိုးထားလို့ပေါ့တော်တော်ကဲအဲ့နဲ့ तू तू ခွင့်ပြုချက်နဲ့ပါပဲကျွန်တော်တို့ကတခါတည်းဗီဒီယိုတွေပါမှတ်တမ်းတွေပါယူပြီးတော့ဝင်နေဖြစ်တဲ့အခါကျတော့ကျောဘာသွားတွေ့လဲကျော် तू က ကျွန်တော်တို့သွားမဖမ်းခင်ညတည်းကသူကသူ့ကိုသူဟိုအဆုံးစီရင်ဖို့လောက်ထားဆေးတွေပါဝယ်ထားအဲ့တော့တကယ်လို့များပေါ့နော်ဒီကျွန်တော်တို့လည်းအခုကျွန်တော်တို့ပြဿနာလည်းတက်ပြီဆိုတော့သူ့အတွက်ဒီဟာကြီးကိုပို့ပြီးတော့အသက်ဝင်သွားမယ်လေဒီလောက်ရကြီးကအဲ့တော့သူ့မျောလင်းချက်ရှိသွားအောင်သူ့မျောလင်းချက်ရှိသွားအောင်သူ့စီးပွားရေးလည်းလှုပ်ရှားလို့ရအောင်ကျွန်တော်ဒီကနေပတ်စံ3သိန်းနဲ့2000ကျွန်တော်ထပ်ပြီးတော့လှူလိုက်ပြီနော်ကိုစိုးညီက2000နဲ့ ဒီကျွန်တော်တို့ဒီအလှူရှင်တယောက်နိုင်ငံခြားအလှူရှင်တယောက်ရဲ့3သိန်းနဲ့3သိန်းနဲ့2000ကျွန်တော်ထပ်လှူလိုက်ဒီ3သိန်း2000လှူလိုက်တာကကျွန်တော်တို့အစိတ်ပင်ရေလောင်းတာမဟုတ်ဘူးစိတ်ပင်ရေလောင်းတာမဟုတ်ဘူးသူဒုက္ခရောက်သွားမှာဆိုလို့ကျွန်တော်တို့ကလမ်းပေါ်တင်ပေးလိုက်သူဒီရလဲသွားတကယ်လို့များပေါ့နော်သူနောက်ဆုံးသူကြံရမြတ်လို့သူဒီပတ်စံရဖို့အတွက်တခုခုလောက်အောင်မယ်ဆိုရင်တော့သူ့လက်ထဲမှာဒီပတ်စံရှိတဲ့အတွက်သူမလုပ်ဘူးမလုပ်ဘူးကျွန်တော်လှုပ်ပေးလိုက်မယ်အဲ့တော့ဒီပတ်စံဒီသူ အရင်ဒီတစ်ခုຢာကောင်းရသွားနိုင်တယ်။ငါဝီ तू လဲဒီလိုတင်လိုက်တဲ့အတွက် तू အပြင်မှာ तू လှုပ်ရှားလို့မရတော့ဘူး။ तू ရုပ်ကိုအကုန်လုံးတွေးသွားတယ်။အဲ့တော့ तू အတွက်လဲဒါလဲပြည်တန်တစ်ခုပဲ။နောက်ပြီးတော့ဒီအရင်ဒီရောက်သွားတဲ့အတွက်လဲ तू ရွာမှာ तू လှုပ်ကင်စားပဲပဲ။ဘယ်မှာပဲလှုပ်ကင်စားတာအဓိက तू လှုပ်ရှားလိုက်။အဲကျွန်တော်တို့အဲ့ဒီရည်ရွယ်ချက်နဲ့ပဲနောက်ပြီး तू ကိုလဲခလေးတွေလဲရှိတော့လေကိုချင်းလဲစားတယ်တနာလဲတနာပါလေ။တနာတယ်ဆိုမှအာလူရုပ်မှာတခိုးကိုမတနာလဲ။မှန်တယ်လေ။ तू မကောင်းတာကိုသိ။ तू မကောင်းတာကိုကိုကလိုက်ပြီးတော့ မကောင်းဆိုတာတိလို့သူ့အပြစ်ကိုကျွန်တော်လိုက်ဖိလို့မရသူ့ကျွန်တော်တို့ကဘယ်လမ်းကြောင်းလေးပေါ်ပြောင်းပေးရမလဲဆိုတာကိုကျွန်တော်တို့အကောင်းဆုံးဘက်ကိုကျွန်တော်တို့ကဟိုပေါ်တော့အကောင်းဆုံးဘက်ကိုချပြရမယ်လူတွေဖြစ်တာဟာမင်းမားတယ်ဆိုပြီးကျွန်တော်တို့ကသူ့အပြစ်ပေးရမယ်လူတွေမဟုတ်ဘူးဒီညာလေးတော့ကောင်းတယ်ဆိုတာကိုချပြအဲ့ဒီကောင်းတယ်ဆိုတာချပြတဲ့ဂျားတဲ့မမသူ့ကသူဖြစ်သွားရင်တော့ဒါသူ့ကံတဲ့သူပဲလေတက်နိုင်တော့ကသူနောက်ထပ်လှုပ်စားလို့မရအောင် သူ့ပုံလေးအများကြီးပဲဒီဆိုရှယ်မှာပြန့်နှံ့သွားတဲ့အတွက်သူသူ့ကိုလူတိုင်းတော်တော်သိသွားပြီသိသွားတဲ့အတွက်သူလှုပ်ချင်တယ်လှုပ်လို့မရတော့ဘူးအဲအဲ့ဒါလေးတစ်ခုသူ့အတွက်ပြည့်တံဖြစ်တယ်ဟိုကြံတဲ့ဟာတော့သူ့အတွက်စုလက်ကတော့ဒါပဲသူစီးပွားရေးလှုပ်ရှားလို့ရမယ်ညီမလေးကိုမေးကြည့်တော့သူကလည်းတနာရတယ်ပေါ့နော်ကလေးရင်းနဲ့လည်းသူဟိုဒုက္ခတွေလည်းရောက်တော့ဟိုပတ်သက်နေလည်းသူတို့မရှိရှာဘူးလေမရှိကြတော့ကဲအဲ့ဒါဆိုလည်းဒီလိုဒီလိုလေးလှုပ်မယ်ဆိုကျွန်တော်တို့ကလှူဒန်းပေးပြီးသူ့ပြန်လှုပ်ပေးလိုက်တာဟိုတချို့ကြောင့်လည်းပြောတယ်ဟာမင်းကွာတခိုးကွာပတ်စံကိုထပ်ပြီးတော့လှူအောင်လှူလိုက်သေးတယ်ဆိုတော့စိတ်ပင်ကြီးလောင်းတာ မဟုတ်ပါဘူးကျွန်တော်အနေနဲ့ဘလို့လေးဖြစ်တင်လဲဆိုတာကိုကျွန်တော်တို့ကချင်းချင်းပြီးတော့နှလုံးသားနဲ့သွားဆုံးဖြတ်လို့မရအောင်အုံနောက်နဲ့တွက်ချက်ပြီးတော့သူ့ဘက်ကိုယ့်ဘက်လေးမျှတကြည့်ပြီးတော့လှုပ်လိုက်ရတာပေါ့နော်ဒါတွေကဟိုဘယ်သူပဲဖြစ်ဖြစ်အပြစ်ရှိတဲ့လူတော့ဟိုထိုက်တဲ့အပြစ်ကတော့ရရမှာပဲလေဒါမဲ့သူ့ချိုးချဲပေါ်သူ့မျက်နှာကြီးရောက်သွားတယ်ဆိုတာလဲဒါသူ့အတွက်ပြစ်ဒဏ်တစ်ခုပဲဒါကျွန်တော်တို့ကလှုပ်နိုင်တဲ့အပြစ်ဒဏ်ပဲဒါဟုတ်ကဲ့ပါလုတ်တာတော့ကျွန်တော်အနေနဲ့ကသူ့ကိုဟိုနင်ပေါ့နင်ဒါလောက်ရမယ်ဒါလောက်ရမယ်လို့တော့မပြောဘူးသူမိသားစုလိုက်ကိုမပြောတာအဲသူက ကြတော့ကိုကြီးရေတမိဓာလုံးမယ်သူတိတော့တင်တော့ကိုကြီးရေတမိဓာလေးတင်မယ်ကိုကြီးအလှရှင်လေးကတော့ဘသူလာတယ်ကိုကြီးတမိကတော့ဘာလေးရောင်းကျင်တယ်သူကအကုန်လုံးပြောတယ်အကုန်လုံးပြောတယ်ဒါကျတော့တော့သူဒီရလုံးငါပြောဟိုလုံးငါပြောလို့ကျွန်တော်မပြောဘူးကြိုက်တာလို့သူပစံလေလက်ရှိကသူပစံသူအခွင့်ရေးပဲအဓိကသူဟုတ်တယ်ညီမလေးဒီရလေးကတော့ကောင်းတယ်ကျွန်တော်လာပြောရင်တော့ဟုတ်တယ်ဒါလေးကဒါလေးကမကောင်းဒါမလုံးနဲ့ ဒါကောင်းတယ်အဒီလိုလေးပဲကိုကသူ့လမ်းကြောင်းလေးတဲ့ပေးဖို့ပဲရှိတာဒါသူသူဒီလိုခုကဲသူဈေးတိုင်လေးဖွင့်နေဒီမှာကြာတန်ချက်လေးတွေမွေးငါးလေးရောင်းနေဒါသူမှန်နေသေးတယ်လေလောက်လေးဒါဆက်လို့ဆက်ချုပ်ကလေးသူတင်နေတယ်ဒီဆက်ချုပ်တစ်ဖက်တစ်လမ်းနေတင်နေဒါကောင်းတဲ့လောက်ပဲကျွန်တော်ပြောမှာကောင်းတဲ့လောက်ဒါချနောက်ထပ်သူဘာလောက်ချင်လဲလောက်ချင်တဲ့ဟာရှိရင်ကျွန်တော်ကောင်းရင်မကောင်းရင်ကျွန်တော်ဂျားလေးကနေဝေဖန်ပေးဖို့တုံးတက်ပေးဖို့ပဲကျွန်တော်ကရှိတယ်ကျန်တာတော့ကြိုက်တာလောက်အရင်ကတော့ဘာလို့ခန့်မှန်းနေရတယ်ကျင်းကျက်တယ်ပေါ့ ဒါမဲ့လည်းနေရတာကိုအခန်းကြီးနဲ့တည်းဆိုမဲ့ဟိုနေရတဲ့ဟိုတန်းဝင်နေရတဲ့အဆင်ပြေပါတယ်အခုဒီခန်းလေးကတော့နည်းနည်းကျဲတယ်ပေါ့ဈေးဆိုင်လေးလည်းဟိုဖွင့်ဖို့တက်ဆိုပြီးတော့ဒါလေးကိုငှားတာလေအဲ့နည်းလေးတော့စောင့်လိုက်ရတယ်အခုတော့အခန်းကြီးလေးလည်းကျဲတယ်ပစ္စည်းလေးနဲ့လည်းဆိုတော့ဈေးရောင်းလာတဲ့အဆင်ပြေတယ်ဆိုတော့ဟိုမားတဲ့တော့နည်းနည်းအဆင်ပြေပါတယ်ရှင်အာနောက်ထပ်ကတော့ဘာလို့သမီးတို့ဒီမှာအခုလိုလေးပဲဟိုဈေးလေးပါလေးရောင်းရင်းနဲ့ဟို အခုသမီးလည်းဆက်ချုပ်လေးတင်းနေတယ်ဆိုတော့ဗောနော်ဆရာမကတော့ပြောတယ်သူနဲ့တူတူဆက်ချုပ်ခိုင်းမယ်တဲ့ပြီးလို့ရှိရင်တော့ online ဈေးရောက်မယ်လို့တော့ပြောတယ်အဲ့ဒါလေးကတော့ accounting policy တွေသိပါဘူးသမီးလည်းဟိုဆက်ကတိတ်ပြီးမတက်သေးတော့လေအဲ့ဒါလည်းခုတော့မရောပြသေးပါဘူးလောဆရာတော့စိုင်းလေးနဲ့အလိုမုံငင်းကကြာကြာလေးရောင်းလာပဲရှိတတ်တယ်ပါဒနာတော့ပါပါတယ်ဒါပေမဲ့သမီးနေနေရအဆင်မပြေဘူးထင်လို့သမီးမလုပ်ဖြစ်တာကခွင့်ရရှိမယ်ဆိုရင်တော့လေလုပ်ချင်ပါတယ် ရှင်တွေကတော့သမီးဘွားလေးကိုအခုလိုမျိုးပြန်အောင်လုပ်ပေးတယ်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီကအကိုကြီးတွေရောအလူရှင်တွေရောဘယ်လိုကျေးဇူးတင်မှန်းတော့မသိပါဘူးအရင်ရတဲ့အများကြီးတဲ့ပြောင်းလဲသွားတယ်ဗျသမီးကိုသမီးလည်းပြောင်းလဲတယ်သမီးရဲ့ဟိုနေမှုထိုင်မှုလည်းပြောင်းလဲသွားတယ်ပေါ့နော်အဲ့ဒါအလုံးကအလူရှင်တွေဒီကိုကြီးတို့အဖွဲ့ကြောင့်ပါအဲ့ဒါကျေးဇူးအများကြီးတင်ပါတယ်ဟုတ်လားသူကတော့စိုင်းလေးကဟိုရောင်းလို့ကောင်းလို့အဆင်ပြေလို့ရှင်တော့လည်းသမီးထပ်ပြီးတော့ဖြည့်ဖို့ ဟိုရှိပါတယ်ဟိုအဆင်မပြေလို့ရှိလို့ရှိရင်ပေါ့နော်အခု design လေးရောက်နေနေအခြားတစ်ခုခုလေးကိုသမီးအဆင်ပြေအောင်လုပ်မယ်လို့လည်းစဉ်းစားထားပါရှင့်အဲနောက်ပိုင်းကဘလို့ဒီသူ့ကိုကူညီသွားဖို့ရှိလဲဆိုတော့သူအစွမ်းနာပြောလို့ပါဒီတော့အဲ့လိုပဲလာပြစ်မှာတော့တိတ်မဟုတ်တော့ဘူးလေဘာလို့လဲဆိုတော့ဟိုသူ့တယောက်တည်းနဲ့မပြီးဘူးလေသူအခုလောက်လာနိုင်နေဆိုတာလည်းဒါကဟိုတနေသေးတွေဖြစ်နေလို့နေရာတွေနီးစပ်နေလို့ဒါလေးအခုလောက်လာနိုင်လားနောက်ဆိုရင်လည်းကိုကမလာနိုင်တော့ဘူးလေလာနိုင်တဲ့အခါကျတော့ ဟိုဒီမြင့်တခြားလူတွေကိုလည်းလှုပ်ပေးရမှာဖြစ်တဲ့အတွက်သူအကြံဉာဏ်တောင်းရင်တော့လမ်းပြီးတော့ဟိုကဒီဟာလေးတော့ဒီလိုရှိတယ်ဟိုကလေးတော့ဟိုလိုရှိတယ်ပြောမှာသူကလည်းတကယ်လုပ်ပါတယ်တကယ်လည်းလုပ်တယ်တကယ်လည်းဟိုအလေလွတ်မရှိပါဘူးကျွန်တော်မျက်လုံးထဲမှာမြင်သလောက်ကတော့ဟိုအလေလွတ်သူလုံးဝမရှိဘူးဟိုသူများတွေလို့ပေါ့နော်ဟိုဟာတွေ၃နိုင်ဖြုံးနိုင်ဝယ်နိုင်ချမ်းနိုင်ဘာမှမရှိဘူးသူဘယ်လိုပြောမလဲဆိုအကျိုးရှိတယ်သူရတဲ့ပတ်စံတွေသူအကျိုးရှိကြီးသူတကယ်၃နဲ့လူဖြစ်တဲ့အတွက်ခွေထူးတော့သူ့ကိုပန့်ပိုးစရာမလိုဘူးကိုက तू तू မသိတဲ့ဟာလေးတွေပြောပြလိုက်ဖို့ပဲအဲနောက်ဆိုကျွန်တော် online show တွေပါရောင်းပေါ့အဲဒါမျိုးလေးတွေတော့ကျွန်တော်ဟိုအားပေးတယ်လေဒါပေမဲ့ तू อ่ะသူ့အနေနဲ့ကြောက်လဲဒီ delay အတာမျိုးတို့သိတယ်မလားပစ္စည်းဝယ်တာမျိုးတို့မလုံနိုင်သေးတဲ့အတွက်ကိုတယောက်လောက်တွဲချိတ်ပြီးတော့မှသူ့လုတ်ပေးဖို့တော့ကျွန်တော်အစီအစဉ်ရှိတာအဲအဲ့လိုပေါ့အဲ့လိုလေးတွဲပြီးလွှတ်လိုက်မယ်နောက်ပိုင်းတော့သူ့ဘဝလူတိုင်းကတော့ကိုဘဝကိုကိုလျှောက်ကမှာပဲကိုလမ်းကိုလျှောက်ရမှာကိုဖြစ်ရင်ကိုခံရမှာကိုကောင်းရင်ကိုဆန်ရမယ်ဒါပဲကျွန်တော်တို့လည်းသူ့နဲ့မှအနီးကပ်မနေနိုင်ဘူး ဘလို့ပဲဖြစ်ဖြစ်သူတနေ့တစ်ချိန်ကြလို့သူအိမ်တော်ရသားချလာခဲ့မယ်ဆိုရင်ကျွန်တော်လည်းစိတ်ချမ်းသာတယ်ဒါတော့အမှန်တရားပဲဒါဖြစ်ကမဲ့အလုပ်ပဲဖြစ်ကမဲ့အလုပ်ပဲဟာငါသမီးလေးရတော့ဘာဖြစ်လို့သူ့အိမ်တော်ပြုတ်ပေးဘူးသူအဲ့ရမှားတယ်မိဘကသူတည်တဲ့အထိမရှိဟုတ်လားဘလို့ပဲဖြစ်သူ့ဘော်တကယ်ချစ်တဲ့လူတကယ်ကျင်နာတဲ့လူလို့ကိုလို့လို့ကိုလို့အဲ့တော့ကကျွန်တော်တော့ဘောနော်အဲ့လိုလေးလည်းသူ့ဖြစ်စေချင် ဖြစ်သေးခြင်းတကယ်တင့်တော်တဲ့လူတို့တကယ်ချစ်တဲ့လူတို့တကယ်တောက်လျှောက်ပေးနိုင်တယ်နားလည်းပေးနိုင်တယ်လို့ရတယ်ကျွန်တော်ဖြစ်သေးခြင်းနဲ့ချစ်လျှောက်ကူညီဖို့ဆိုကျွန်တော်အဲ့ကိုကူညီဖို့ညာ